နပိုလီယံကိုစစ်ရှုံးပြီးခြေမုံခံရအောင်လွှတ်တော်အမတ်တွေကဘယ်လိုကြံစည်သလဲဆိုရင်အာဖရိကတိုက်ကိုတွားရောက်သိမ်းပိုက်ဖို့နပိုလီယံကိုအမိန့်ပေးလိုက်တယ်။ဒါကြောင့်ရေတပ်နဲ့အီဂျစ်နိုင်ငံစီကိုရောက်ရှိလာပြီးကိုင်ရိုမြို့ကိုသိမ်းဖို့တဲကန်နာယာကြီးထဲမှာခြေတက်လာတယ်။အဲ့ဒီမှာအာရက်မြင်းတက်ကြီးကအပြင်းအထန်မောင်းနှင်ရောက်ရှိလာပြီးသူတို့ကိုစနစ်တကျပပတ်လေဝိုင်းထားလိုက်တယ်။ပြီးတော့မြင်းပေါ်ကနေတောက်လျှောက်လှမ်းပစ်ကြပါလိမ့်ရော။နပိုလီယံကလည်းစက်ဝိုင်းပုံစံစုဖွဲ့လိုက် က်ပြီးခံစစ်အနေအထားနဲ့လက်ရှိနေရာကနေလုံးဝမရွှေ့ဘဲနဲ့တတ်နိုင်သလောက်ပြန်ပစ်ဖို့အမိန့်ပေးလိုက်တယ်။ဒါကြောင့်တဖက်ရန်သူရဲ့စိတ်ကြိုက်ဝိုင်းပစ်တာကိုပေပြီးခံနေရတဲ့အခြေအနေကိုရောက်သွားတော့တယ်။အဲ့ဒီလိုမခုခံဘဲနဲ့ထွန်းတိုက်မယ်ဆိုရင်ရန်သူဘက်ကလုံးဝအကန့်မခံဘဲနောက်ဆုတ်ပြီးတော့မြင်းပေါ်ကနေဆက်လက်ပစ်ခတ်နေအောင်မှာလိုက်တဲ့လူတွေကကြာလာတော့ဂန္ဓာရထဲမှာမောပန်းလာပြီးတော့ပြန်ဆုတ်ခွာမယ်ဆိုရင်ရန်သူဘက်ကအနောက်ကနေပြန်လိုက်လာ တော့မှအဲ့ဒီနီးနဲ့သမိုင်းမှာကျူးကျော်လာတဲ့ဥယောပတက်တွေအလုံးကိုခြေမုံခဲ့တာ ါပေမဲ့နပိုလီယန်တပ်ကတော့လက်နက်နဲ့ပြစ်အားပိုကောင်းတာကြောင့်ကြာလာတော့မြင်းတပ်ကအကြအရှုံးပိုများလာလို့ပြန်ဆုတ်ခွာသွားတော့တယ်။အဲ့ဒီတိုက်ပွဲပြီးသွားတော့ကိုင်ရိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ပြဿနာအစားကအင်္ဂလန်ရေတပ်ကမထင်မှတ်ထားတဲ့အချိန်မှာရောက်ချလာပြီးကမ်းမစိုက်ကတ်ထားတဲ့သူ့ရဲ့စစ်တင်းမိုးတွေကိုပေါ်တင်ကြီးတယ်ပစ်သွားတဲ့ရေတပ်ကဖျက်ဆီးခံရလို့ထောက်ပံ့ရေးလမ်းကြောင်းဖျက်တောက်ခံရတဲ့အပြင်နပိုလီယန်ကပြင်သစ်ကိုပြန်လို့မရတော့တာကြောင့်သူ့ကိုချောင်းနေကြတဲ့ န်သူတွေအလုံးကထကြွလာကြတယ်ဥရောပမှာတော့အင်္ဂလန်ဩစတြေးလျနဲ့ရုရှားနိုင်ငံတို့ကမဟာမိတ်ဖွဲ့လိုက်ပြီးနပိုလီယံတိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေအလုံးကိုသူတို့ကပြန်လည်သိမ်းယူလိုက်တဲ့အပြင်ပြင်တစ်ကိုတောင်ဝိုင်းဝန်းတိုက်ခိုက်ဖို့ခြေတက်လာကြပါပြီတစ်ချိန်တည်းမှာအာရတ်နိုင်ငံတွေကလည်းဘာသာရေးအတွင်နဲ့ပေါင်းစည်းလိုက်ပြီးတော့နပိုလီယံကိုဝိုင်းတိုက်ကြပါလိမ့်ရောတိုက်ပွဲတွေဇက်တိုက်ဖြစ်နေရင်အင်အားညော့နေလာလို့စက်နေရင်ပိုဆိုးလာဖို့ပဲရှိတာဒါကြောင့်ပြင်တစ်ကိုကြွေ ေ့ပတ်ပြီးတော့ခြေလင်းပြန်ဖို့ပဲရှိတော့တာကျေပြန့်တဲ့ဂန္ဓာယကြီးထဲမှာအစာရေစာပြက်လက်သွားလို့အနည်းဆုံးမှရှိတဲ့မြို့ကိုမဖြစ်မနေတိမ့်ပိုက်ရမယ့်အခြေအနေပါမြို့ကိုအရသိမ့်ဖို့ဝိုင်းဝန်းပိတ်ဆို့လိုက်ပေမဲ့ကန်ဆိုးချင်တော့အင်္ဂလန်ရေတပ်ကကြိုရောက်နေတယ်ပြီးတော့စစ်ကူတွေရောက်နေတဲ့အပြင်အမြောက်တွင်နဲ့ပါခုခံဖို့အတင်းဖြစ်နေကြတာနပိုလီယန်တပ်ကရှေ့တက်ပြီးတော့ထိုးစစ်ဆင်ကြတဲ့အခါတစ်ဖက်ကရေတပ်နဲ့ပါအမြောက်နဲ့ပြစ်ကူပေးနေတာမို့ဘယ်လို့မှဝင်သိမ့်လို့မရပါ ဲဖြစ်နေတာအဆိုဆုံးကအော်တိုမန်တပ်ကြီးကခြေတက်လာနေပြီဖြစ်ပြီးနပိုလီယန်တပ်ကိုအနောက်ကနေဝင်တိုက်တော့မှအဲ့ဒီတိုင်းသာဆက်နေမယ်ဆိုရင်ရန်သူတွေရဲ့ဂျားမှာပြန်အဝိုင်းခံရမှာဖြစ်လို့ပြေးပေါက်မရှိတော့ပဲခြေမုံးခံရမှာဒါကြောင့်မို့နပိုလီယန်ကရဲစွန့်ကသူ့ရဲ့တပ်ခွဲကိုလွတ်ပြီးရန်သူကိုညမှောင်တဲ့အချိန်မှာအလစ်ဝင်တိုက်ခိုင်းလိုက်တယ်ဖြစ်ချင်တော့အချိန်တွက်ချက်သာလွဲချော်သွားလို့မိုးလင်းလာတော့မှရောက်ရှိသွားတာကြောင့်ရန်သူရဲ့ရှေ့မောက်မှာပေါ်တင်ကြီးဖြစ်သွားတော့တယ်ချစ်ချင်း ြင်းပဲအော်တိုမန်မြင်းတပ်ကြီးကသူတို့ကိုဝိုင်းထားလိုက်ကစင်ပြေတပြေလှမ်းပစ်ကြပါလေရောရန်သူရဲ့ပစ်ကွင်းထဲမှာအကြအရှုံးများစွာနဲ့ရှုံးနိမ့်ခံဒီမှာနပိုလီယံကရောက်ရှိလာပြီးတော့ဝင်ကယ်လိုက်တာကြောင့်အော်တိုမန်တပ်က ပြန်ဆုတ်သွားတာပါဒါပေမဲ့အော်တိုမန်တပ်ကပြန်လဲစုစည်းလိုက်ပြီးတော့ရှေ့ကိုခြေတက်လာတယ်နပိုလီယံကစက်နေဖို့မဖြစ်နိုင်တော့တာကြောင့်ကိုင်ရိုမြို့စီကိုနောက်ပြန်လှည့်ပြီးတော့ဆုတ်ခွာလာတော့တယ်နပိုလီယံကမြို့ထဲကိုဝင်လာတဲ့အခါမှာစစ်နိုင်ပြီးပြန်လာတဲ့ပုံစ စံနဲ့ဝင်ရောက်လာတဲ့အပြင်သူကိုယ်တိုင်ကြိုပြီးစီစဉ်ထားတဲ့ပွဲလန်းတပင်ကြီးကသူ့ကိုကြိုးစိုးနေတာအဲ့ဒီနီးနဲ့မြို့ကိုခဏငြိမ်အောင် ထိမ့်လိုက်ပြီးတော့သူကိုယ်တိုင်ကတက်ကိုထားခဲ့ပြီးကိုလွတ်ယုံထွက်ပြေးဖို့ပြင်ဆင်တော့တယ်သူ့ရဲ့တပည့်ရင်အချို့နဲ့တင်မောစီပြီးတော့ရန်သူမသိအောင်လမ်းမှာ ပုန်းဆောင်ရင်းနဲ့ပြင်တစ်ကိုရောက်သွားတော့တယ်ပြင်တစ်မှာတက်ပြေးမှုနဲ့စစ်ခုံယုံတင်ဖို့သူ့ကိုလာဖမ်းကြတဲ့အခါသူကစာတစောင်ကိုအရင်ထုတ်ပြလိုက်တယ်စာထဲမှာနပိုလီယံကိုပြ ြန်လာဖို့လွှတ်တော်ကစင့်ခေါ်ခဲ့တာပါအာဖရိကမှာကြံခဲ့တဲ့သူ့ရဲ့တပ်ကခြေမုံးနာခံရလို့အနေငယ်သာစစ်တုံးပန်းအဖြစ်ကြံရစ်ခဲ့တာပါအခုလိုတပ်တစ်ခုလုံးပြုတ်သွားအောင်ကြံစီခဲ့တဲ့လွှတ်တော်အမတ်တွေကိုနပိုလီယံကလက်စားချေဖို့ထိတ်တန့်ရင်ဆိုင်ပြီးတော့တဆင့်ချင်းဘယ်လိုအာဏာသိမ်းမလဲဆိုတာကိုနောက်အပိုင်းမှာဆက်ပါမယ်